ဒ္ဓဘာသာဆိုတာဘာပါလဲရှင်ဗျာဘယ်မူတွေကိုအခြေခံပါသေးလဲဗျာဗုဒ္ဓဘာသာရဲ့အန်တိတ်မရည်မှန်းချက်ကရောဘာပါလဲဗျာဗုဒ္ဓဘာသာဆိုတာသစ္စာဗျာရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့ way of life ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီး တူတူဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တောတင်ဆုံးမတဲ့ဘုရားရဲ့အဆုံးအမတွေကိုဘုရားဘာသာလို့ဆိုရမှာဖြစ်ပါတယ်။တိရိမင်္ဂနိုင်ငံမှာဘုရားဘာသာဆိုတဲ့အသုံးကိုမသုံးမနဲ့ဘုရားကမလို့ထင်တဲ့သုံးတာရှိတယ်။ဘုရားကမဆိုတာဘုရားရဲ့အာကမရသော်ပြားရဲ့အဆုံးအမတရားတော်တွေတို့ဒီလိုပဲအထိမ့်ပဲရပါတယ်။ခုခေတ္တဘာသာပြန်တဲ့အခါဘာသာဆိုတာ religion ကိုယ်ကစိတ်ကမှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုသုံးလာကြတာဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာလိုက်နာကျင့်သုံးမှဖြစ်လို့ကိုယ်ကစိတ်ကမှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့။မှန်ပါဗျာ။အဓိကကကိုယ်တော်ဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမသွန်သင်ပြတာတဲ့စကားတွေပဲဖြစ်တယ်။ဒါပြင်မြတ်စွာဘုရားကပါဠိဆုံးမတော်ဟုဆိုတော့ကိုကျင့်တိလား ကောင်းဖို့နဲ့လူလူချင်းအကျင့်တရားထားဖို့ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိလေသာတရားတွေကိုလျှော်နှဲအောင်လျှော်ချနောက်ဆုံးမှာ အပြည့်တိုင်ဖြေရှင်းပြီးဆဲတော့ကလွတ်မြောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်။အချင်းညွပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးမစကားတွေကိုပိဋကတ်30နိက္ခေ9ပြဓမ္မခန္ဓာပေါင်း7000လေးတောင်မှာ ဒီမှတ်တမ်းတင်ထားတာအဲ့ဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအားလုံးကိုဘုရားဘာသာဘုရားရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိဘယ်ကိုယူယူရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဘုရားရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်နာတဲ့ပုံကိုယ်တွေကြတော့ဘုရားဘာသာဝင်လို့ခေါ်ကြတယ်အလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားက ရှင်ကြည်မှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ပြောတဲ့စကားမှန်ပါဗျာဒီမှာတော့အဲ့ဒါလို့ယုံကြည်မှုနဲ့ကိုးကွယ်မှုကိုခြေခံတာမဟုတ်ပဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆိုလိုတာဖြစ်လို့အကျဉ်းချုပ်မှတ်ရမှာတော့ကိုရဝတ္တဆရာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်တယ်သူရဲ့အန္တိမဟီမန်ချက်ကရောဘာများဖြစ်မလဲဘယ်မှုတွေကိုခြေခံတယ်ဆိုတာလေးကိုပြောအောင်နော်မှန်ပါမှန်ပါမှုလို့ဆိုတာတဲ့ ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားကတော့ကမ္မတက္ကတာသမဒိဋ္ဌိလို့ပါဠိမှာဆိုတာအဲ့ဒီကမ္မတက္ကတာသမဒိဋ္ဌိဆိုတာကိုလောက်တာကိုနဲ့သက်ဆိုင်တယ်လို့ခံယူချက်ကိုအခြေခံတယ်မှန်ပါဗျာမမလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ် အဲ့ဒီကံကံဤအကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူးမှန်ပါဗျာဆောဘုရားလည်းကမ္မဝါဒီကရိယာဝါဒီဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့လက်ခံနေဝါဒါဖြစ်တယ်မှန်ပါဗျာအဲ့ဒီကမ္မသက္ကတာတမဒိဋ္ဌိလို့ဆိုရင်ကိုလှုပ်တာကိုရတယ်ဆိုရင် ကမ္မဝါဒကိရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျာအဲ့ဒါကိုအခြေခံပြီးတော့မြတ်စွာဘုရားကချင်းစင်ကြီးကိုသတ်မှတ်ထားတယ်သီလသမာဓိပညာဆိုအဓိကကိုချင်းတရားကောင်းမှုရဲ့နံပါတ်1မှန်ပါဗျာကိုချင်းတရားကောင်းပြီတဲ့အခါစိတ်သက်ငြိမ်သက်အောင်လေ့ကျင့်တာနဲ့ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျာအဲ့ဒါတွေဆိုတာဟောရပါတာရဲ့အချမ်းမြင် ကျင့်စဉ်တစ်ခုလို့ပြောရမှာဖြစ်တယ်မှန်ပါဗျာဘုရားဘာသာရဲ့အတ္တိမယီမှချက်ကပါလေလို့ဆိုတာကြတော့ဆင်းရဲဒုက္ခအလုံးအဆုံးတက်ရေးပဲဖြစ်တယ်မှန်ပါဗျာလူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်မှန်ပါအလုံးမရှောင်လွှဲနိုင်တဲ့ဆင်းရဲဒုက္ခကတော့ပါတော့စေဒုက္ခရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်းနောက်ဆုံးမှာသိဆုံးရခြင်းဆိုတာ ဒါအချိန်မဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်။မှန်ပါဗျာ။ဒီကြားထဲမှာဆုံးရှုံးနေတာမူတွေကြုံရလို့တောကဖြစ်ရတာတို့ငိုရတာတို့ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရင်အရင်ကအပူတွေအဲ့ဒီဒုက္ခတွေ လုံးဝဆုံးသတ်ဖို့ဆိုတာဘုရားဝါဒရဲ့အတ္တိမအီမှန်ချက်ပဲဖြစ်တယ်။တမန်ပါဗျာ။